အားလုံးပဲမင်္ဂလာပါမစ္စကော channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီဗီယိုမှာငွေချေးတွေကိုပြန်လည်များမယ့် channel အကြောင်းအလေးကတော့ကိုယ့်ရဲ့ဖုန်းကို full screen lock ခတ်တဲ့နည်းလမ်းလေးပေါ့နော်ငွေချေးတွေကိုပြန်လည်များပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဖုန်းကိုဘာရော lock screen ခတ်ရလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဖုန်းကိုတမားလေးလေးတကူ ဝင်ပြီးတော့မှအတုံးပြုလို့မရအောင်ပေါ့နော်ယူပြီးတော့မှအလွယ်တကူအတုံးပြုလို့မရအောင်ဖုန်း screen ကို lock ခါမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တချို့လူတွေဆိုလို့ရှိရင်တိပိသားရှိတယ်ပေါ့နော်တချို့မသိတဲ့ငွေကြီးတက်ပေါ့နော်ပြန်နိုင်မပေးတာဖြစ်ပါတယ်ပေါ့နော်တချို့ကျတော့မေးထားရှိလို့ပေါ့နော်ကျွန်တော်ပြန်ပြီးတော့မှငွေကြီးတွေကိုပြန်နိုင်မပေးတာလည်းဖြစ်ပါတယ်ပေါ့နော် အဲ့တော့အခုပြရမယ့်ဖုန်းရဲ့အမျိုးအစားကတော့ vivo ဖုန်းလို့ကျွန်တော်ပြပေးသားမှာဖြစ်ပါတယ်ဗောနော်အခြားဖုန်းတွေအသုံးပြုလို့ဆိုလို့ရှိရင်လည်း 2G နဲ့ဆက်တင်တဲ့ကြောကြည့်ပြီးတော့မှပြလို့လည်းရပါတယ်ဗောနော်အဲ့တော့ဖုန်းဆက်ခွင့်တောက်ခါမှာဆိုလို့ရှိရင်တော့ကျွန်တော်တွားပြရမှာတော့ဒီဖုန်းဆက်တင်တော့ကျွန်တော်တွားပြရဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီမှာဖုန်းဆက်တင်တော့ကျွန်တော်တွားပြလဲပါ okay view ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်ဘာသွားမှာဆိုလို့ရှိရင်တော့ saturate ဆိုနေတာသွားပြရဖြစ်ပါတယ်ဗောနော်ကျွန်တော်ပေါ်ဆွဲတင်ပြီးတော့မှကျွန်တော်ဒီမှာ saturate ဒီပါလေဗောနော်ဒီမှာเนาะ saturate ဆိုနေချက်ဝင်သွားပြလဲပါအ ပြီးရင်တော့ကိုကဖုန်း subscription lock ခတ်မှာဖြစ်ရကြောင်းကိုကျွန်တော်တို့ဒီမှာ subscription lock တက်ပါတယ်ပေါ့နော်ဒီ subscription lock ဆိုတဲ့အကြောင်းရှင်းဝင်သားပြရမှာဖြစ်ပါတယ်အဲ့တော့ဖုန်း subscription lock ခတ်တဲ့နီလန်လေးတွေကတော့ဒီမှာဒီ၃မျိုးရှိတာပေါ့နော်ဒါဆိုလို့ရှိရင်ကိုကဖုန်း subscription ကို lock ခတ်ရှင်နေဆိုလို့ရှိရင်เนาะဒီမှာ lock ခရရဲ့လင်းလေးတွေကျွန်တော်အများကြီးရှိပါတယ်ပေါ့နော် ဒီမှာဆိုလို့ရှိရင်တော့ပတုနက်ခရာရှိတယ်ပေါ့နော်ပတုဆိုတာကတော့ကျွန်တော်တိုက်တဲ့တူကိုဆွဲပြီးတော့မှခက်လို့ရတာပေါ့နော်ဒါပတုနက်ခရာပေါ့နော်ဒီမှာဆိုလို့ရှိရင်ပင်နက်ခရာပေါ့နော်ပင်နက်ဆိုလို့ရှိရင်ဒီမှာအဲကိုကြတိုက်တဲ့တူဒီမှာထည့်လို့ရတာပေါ့နော်လေးလုံးထည့်ထည့်ရပါတယ်ပေါ့နော်ဒါကတော့ဒီ password number နဲ့ကြော်ထည့်တာဖြစ်ပါတယ်ပေါ့နော်ပြီးဆိုဆိုလို့ရှိရင်ကိုကဒီတက်ပြည့်အခြားနာမည်နဲ့ခက်တယ်ဆိုလို့ရှိရင်ဒီမှာနော်အောက်မှာရှိပါလေပေါ့နော်အဲတော့ number နဲ့ထည့်လို့ရတယ်ဒါဆိုနာမည်ကြော်ရေးပြီးတော့ထည့်ရတာပေါ့နော်အင်္ဂလိပ်လိုကြော်ထည့်လို့ရတယ် ကိုစိတ်ကြပါတော့ဒီမှာလာပြီးတော့ထည့်ပြီးတော့မှလော့ခရရပါတယ်ပေါ့နော်အဲ့တော့အလွယ်ကူဆုံးခတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီပင်နေရာကိုနှိပ်လိုက်ပဲပေါ့နော်ဒီပင်နေရာကိုနှိပ်ပြီးတော့မှဒီပင်နံပါတ်ပေါ့နော်ဒီလေးလုံးလောက်ကျွန်တော်ထည့်လို့ရှိရင်ရပါတယ်ပေါ့နော်ဒါမှမဟုတ်6လုံးထည့်လေထည့်ရတာပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်ကလေးလုံးနဲ့ကျွန်တော်ပြပေးတာပေါ့နော်ဒီလိုလေးလောက်ခတ်ပါလေဆိုလို့ရှိရင်တော့ဒီနံပါတ် next ကျော်သွားပြရဖြစ်ပါတယ်ဗျာ next ချက်ချက်သွားပြလိုက်ပါ ောက်ထပ်ဘတော့ခုနကျော်ထည့်ခဲ့တဲ့ဒီနံပါတ်၄လုံးကိုထပ်ထည့်ပေးလိုက်ပါနော်ပြီးဆိုလို့ရှိရင်တော့ confirm ကျော်နေပြပြပါတော့ဒီမှာဆက်နေပြလိုက်ပါနော်ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ phone screen ကိုခုနအတိုင်းပါနော်ခက်လိုက်တဲ့နံပါတ်၄လုံးအားဖြင့်ပါနော်ခက်ပြီးဖြစ်ပါတယ်ပါနော်ဒီညမှာကျတော့ဒီ option နဲ့ထားလို့ရပါတယ်ပါနော်ပြီးကျော် download ကျော်နေပြလိုက်ပါ ဒါကတော့ဒီ password လေးလုံးထည့်ပြီးတော့မှကျွန်တော်ခတ်တာပေါ့နော်အဲ့တော့ကိုကထောက်ကိုကိုကအဲမကြိုက်ဘူးပေါ့နော်ပြန်ပြောင်းရင်လည်းဆိုလို့ရှိရင်ကျွန်တော်ပြောင်းရတာပေါ့နော်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ဒီမှာ password ကိုကျွန်တော်ပြန်ခတ်ပြမယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကိုကကျော်ထည့်ခဲ့တဲ့ခဏလေးလုံးထည့်လိုက်ပေါ့နော်ပြီးရင်တော့ under ကျော်ထည့်နေပြီလားပေါ့နော်ဆိုလို့ရှိရင်တော့ password ခတ်ပြတာဖြစ်ပြီပေါ့နော်အဲ့တော့အဲ့ဒီ password ကိုကမကြိုက်ဘူးပေါ့နော်ပြန်ပြောင်းရင်လည်းဆိုလို့ရှိရင်ပြောင်းရတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ setting လောက်သွားလိုက်မယ် ပြီးရင်တော့ခုနကအတိုင်းပေါ့နော် discipline ညာချက်သွားပေးလိုက်ပါနော်ဒီညာချက်သွားပေးလိုက်ပါပြီးရင်တော့ခုနက screen lock ဆိုတဲ့ချက်ပြင်သွားလိုက်ပါနော်ပြီးရင်တော့ကျွန်တော်ခက်ခဲတဲ့ pin number ပေါ့နော်လေးလေးကိုဒီမှာလက်ထည့်ပေးရဖြစ်ပါတယ်ပေါ့ကလာက pin number ဟောင်းပေါ့နော် pin number လက်ရှိကျွန်တော်ခက်ထားတဲ့ pin number ဟောင်းကိုထည့်ပေးရဖြစ်ပါတယ်ထည့်ပေးလိုက်ပါပြီးတော့အဒီမြောက်ခောက်လေးကိုကျွန်တော်အန်တာခောက်ပေးလိုက်ပါတော့။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ပြန်ဖြုတ်ဝင်တော့ကတော့ဒီမှာတစ်ခုခုရေးပေးလိုက်ပါတော့။နားလုံးကိုကျွန်တော်ရေးပေးလိုက်ပါ ပြီးရင်တော့ remote လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါတော့။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ phone screen ကဘာမှမရှိတော့ဘူးပေါ့နော်။ဒါ phone screen ကိုဖြုတ်တာပေါ့နော်။ဒါဆိုလို့ရှိရင်ပုံမှန်တိုင်းမှာကိုကဒီဘာမှမရှိတော့ဘူးပေါ့နော်။ကျွန်တော်ကအဲ phone screen ကို လော့ဖြုတ်ပြီးတာဖြစ်ပါဖြစ်သွားပြီပေါ့နော်အဲ့တော့ကိုကပြန်ပြီးတော့ခတ်ချင်တယ်ဆိုလို့ရှိရင်ကိုကပြန်ခတ်လိုက်ပေါ့နော်ကျွန်တော်ပြထည့်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာဒါပြီးတော့ပါပြထည့်ပေးလိုက်ပေါ့နော်ဒါပြန်ပြောင်းတာပေါ့နော်ဖတ်ဆော့ပြောင်းတာပေါ့နော်အဲ့တော့ဒီနာပဲပြင်သွားလိုက်ပါဆွေချင်းညာချက်ပြင်သွားလိုက်ပါပြီးရင်တော့ဒီနာမှာ loss square နဲ့ပြန်သွားလိုက်မယ်ပြီးရင်တော့ဒီနာမှာအဲကိုရွေးချင်လို့ရွေးပေးလိုက်ပေါ့နော်ကျွန်တော်ပင်ရွေးပေးလိုက်ပေါ့နော်အဲ့တော့ခုနကနံပါတ်တိုင်းမခက်ရုံဆိုလို့ရှိရင်တပည့်ချားနံပါတ်ပြန်ပြောင်းရရတာပေါ့နော် ပြန်ပြောင်းထည့်ပေးလိုက်ပါပြီးရင်တော့ကျွန်တော် next သွားပေးလိုက်ပါเนาะပြီးရင်တော့ခုနထည့်ခဲ့တဲ့နံပါတ်ကိုပြန်ပြီးတော့မှပြန်ထည့်ပေးရဖြစ်ပါတယ်ပေါ့เนาะပြီးရင်တော့ confirm ကျော်နှိပ်ဒီပြုပေးရဖြစ်ပါတယ်ပေါ့เนาะဒါဆိုလို့ရှိရင်တော့ download ကျော်နှိပ်ပေးလိုက်ပါဒါကတော့ဒီ phone screen ကိုဒီနံပါတ်နဲ့ကျတော့ပင်ကောက်နဲ့ခတ်တာပေါ့နော်အဲ့တော့လက်ဝဲခက်ချင်လို့ဆိုလို့ရှိရင်ဒီမှာတွေ့ပါလိမ့်မယ်နော်ဒီဒီနေရာလေးကိုချက်နေပြရပါတော့နော် fingerprint ဆိုတာချက်နေပြီလဲပါဒါလက်ပွေနဲ့ခတ်တာပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီနာမှာခုနကကျွန်တော်ခတ်ခဲ့တဲ့ထည့်ခဲ့တဲ့ဒီ password လေးလုံးကိုထည့်ပေးပေါ့နော်မှားလို့ရှိရင်သွားလို့မရဘူးเนาะကျောထက်ထက်ပြလိုက်ပါပြီးဆိုလို့ရှိရင်ဒီညောသူပြပေးတဲ့အတိုင်းကိုလုပ်ပြရဖြစ်ပါတယ်ဗောနော်အဲ့တော့လက်လေးကိုဒီစောင်းပြီးတော့မှအလဲဗောနော်ဘေးဆောင်လေးကျောလုပ်ပြရမယ်ဒီကူကြိုက်တဲ့ဆိုလို့ဒီမှာလာပြီးတော့မှသူပြရတဲ့အတိုင်းလိုက်လုပ်ပြရဖြစ်ပါတယ်ဗောနော်ကိုစစပြီးလုပ်မှာဆိုလို့ရှိရင်ဒီမှာစတက်နေပြလိုက်ပါဗောနော် ေးရင်တော့ကျွန်တော်ဒီမှာလက်လေးနဲ့ပေါ့နော်ကိုယ်လက်ဖွဲ့ရလေးကိုတီးပြူရဖြစ်ပါတော့လိုက်ပြီးတော့ပါလေးပေါ့နော်ဘေးဆောင်နေကျွန်တော်လက်ပြီးလှည့်ပေးလိုက်ပေါ့နော်လူလက်လက်ပေးရဖြစ်ပါတယ်ပေါ့လက်ပေးလိုက်ပါနော် Okay ဘူးဆိုရှင်တော့ဒီမှာကျွန်တော်ဒါလေးနဲ့ပေးလိုက်ပေါ့နော်ဒါလက်ဖွဲ့နဲ့ခတ်တာပေါ့နော်အဲ့တော့တချို့ဖုန်းလို့ဆိုရင်လက်ဖွဲ့ရအများကြီးထည့်လို့ရတာပေါ့နော်ဒီမှာကျွန်တော်ဖုန်းမှာဆိုလို့ရှင်လက်ဖွဲ့ရကျွန်တော်ထည့်လို့ရတာပေါ့နော်အဲ့တော့ဒီမှာလက်ဖွဲ့ရထည့်ထည့်ရနေဆိုလို့ရှင်တော့ဒီမှာ address အဲ့ဒီလိုတွေပါလေပေါ့နော်အဲ့ဒါ Springer fingerprint ဆိုတဲ့ချက်နေပြီးတော့မှနောက်ထပ်ပေါ့နော်လက်ဖွဲ့ရထည့်ထည့်ရရတယ်ပေါ့နော်လက်အဲထည့်ထည့်မှဆိုလို့ရှိရင်မှ start နေပြီလိုက်ပေါ့နော်ပြီးရင်တော့အခုတော့လက်ညိုအခုအခုရလက်မပေါ့နော်အခုတိုင်ပေါ့နော်ကျတို့ကလက်လေးကိုလက်လက်ပြရဖြစ်ပါတာပေါ့နော်သူပြပြရတဲ့ပုံစံလေးပြည့်အောင်ပေါ့ကျွန်တော်လိုက်နှိပ်ပြရဖြစ်ပါတာပေါ့နော်ဒါဆိုလို့ရှိရင်ရရပေါ့နော်ကျွန်တော်လေးကိုနှိပ်ပြလိုက်ပါဒါတော့ဒီလက်ဖွဲ့ရပေါ့နော်ကျတို့ထည့်ပြီးတော့မှ ဒီတောက်ဖွင့်တာပေါ့နော်ဟာကျွန်တော်လွတ်တာဖြစ်ပါတယ်ပေါ့ဒါကတောက်တောက်ဖွင့်တာဖြစ်ပါတယ်ပေါ့နော်โอเคเนาะဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ phone ဆက်ခွင့်ကိုဘယ်လိုမျိုးလော့ခ်ရမလဲဆိုတာကိုကြောင်ပြပေးတာဖြစ်ပါတယ်ပေါ့နော်ကိုယ်ကမကြိုက်ဘူးဆိုလို့ရှိရင်ပြန်ပြောင်းရင်လည်းဆိုလို့ရှိရင်လည်းကျွန်တော်ခုနကပြရတိုင်းပေါ့နော်ပြန်ဖြုတ်လိုက်ပေါ့နော် password ကိုကျွန်တော်ပြန်ဖြုတ်ပြရဖြစ်ပါတယ်ပြန်ဖြုတ်ပြီးတော့မှအသေးပြန်ထည့်ရမှာဖြစ်ပါတယ်ပေါ့ဒါက password ပြောင်းတာပေါ့နော်အဲ့တော့ဒီလိုလော့ခ်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ forward ဒီပါတယ်အဲယူကြမှာဆိုလို့ရှိရင်တော့ password ကိုခက်တဲ့အတွက်ကြောင့်ပေါ့နော်လည်းဒီကူယူယူသုံးရမှာမဟုတ်တော့ပါဘူးပေါ့နော် ော့အားလုံးပဲဆင်ပြေကြပါကြောင့်ပြောလိုက်ပါရစေ။ဘီရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။